နက်ကလီဝါဖြစ်လာပါကလွတ်မြောက်နိုင်မဲ့နိုင်ငံရှိနိုင်ငံတကယ်လို့တတိယကမ္ဘာစစ်ကြီးဖြစ်လာပြီးနက်ကလီဝါဖြစ်လာမယ်ဆိုဘယ်နိုင်ငံတွေကလွတ်နိုင်မလဲဆိုတာပြောပြပေးသွားမယ်နော်နယူးဇီလန်ပထဝီအနေထားအရဝေးလံပြီးငင်းကြမ်းရေးကိုဦးစားပေးတဲ့နိုင်ငံဖြစ်လို့နျူကလ িয়ার တိုက်ခိုက်မှုဖြစ်ပွားဖို့အခွင့်အလမ်းနေပါတယ်စိုက်ပျိုးရေးထုတ်လုပ်မှုအကောင်ပြီးကိုယ်တိုင်ဖူးလုံနိုင်စွမ်းရှိပါတယ်။ Australia ကျယ်ပြန့်တဲ့ကုန်းပြည်ဧရိယာရှိပြီးလူဦးရေတိတ်မထူးထက်တဲ့နေရာတွေများပါတယ်စိုက်ပျိုးရေးထုတ်လုပ်မှုလည်းအလွန်အကောင်ပြီးနျူကလ িয়ার ဆောင်ရသည့် Nuclear Winter ဖြစ်ပေါ်လာရင်တောင်အစားအသောက်လုံလောက်မှုရှိနိုင်တယ်လို့လေ့လာသူတွေကဆိုပါတယ်။ အစ္စလန်အတ္တလန်တိတ်မြောက်ပိုင်းကကျွန်းနိုင်ငံဖြစ်ပြီးဝေးလံတဲ့ဒီနေရာစီရေးအရာအရေးပါမှုနယ်ပါခြင်းနဲ့မြေအောက်ပူဆွိုင်းရင်ဂျာဒမွန် energy ကိုအသုံးပြုနိုင်တာတွေကြောင့်လုံခြုံနိုင်ခြေရှိပါတယ်စဝစ်ဇာလန်ရာစုနှစ်ပေါင်းများစွာကြာနေခဲ့တဲ့နိုင်ငံဖြစ်ပြီးတောင်ထူထက်တဲ့ပထဝီအနေအထားနဲ့မြေအောက်နျူကလ িয়ার ခိုလုံရာ nuclear shelters တွေများပြားစွာတည်ဆောက်ထားလို့လုံခြုံနိုင်ခြေရှိပါတယ်။ Greenland ဒိမတ်ပိုင်ကျွန်းကြီးဖြစ်ပြီးအလွန်ဝေးလံတဲ့နေရာမှာတည်ရှိသလိုစစ်ရေးအရာပြစ်မှတ်ထားခံရနိုင်ခြေနေပါပါတယ်။ ဗီယူဒန်ဟိမဝန္တာတောင်တန်းတွေကြားမှာတည်ရှိပြီးနိုင်ငံတကာရေးရာတွေမှာပါဝင်ပတ်သက်မှုနေပါတယ်။ဥရုဂွေးနိုင်ငံရေးအရာကြားနေရေးကိုအလေးထားပြီးပထဝီအနေထားအရလည်းပဋိပက္ခဆောင်တွေနဲ့ဝေးကွာပါတယ်။အာဂျင်တနာတောင်အမေရိကတိုက်မှာရှိပြီးစိုက်ပျိုးရေးထုတ်လုပ်မှုအကောင်းတဲ့နိုင်ငံဖြစ်ပါတယ်။နျူကလ িয়ার ဆောင်ရာသီမှာအစားတောက်ရှားပါမှုတန်ကိုခံရနိုင်ခြင်းနဲ့ပါတယ်။ Nuclear War ကလွတ်ဖို့အတွက်ဘယ်နိုင်ငံမှာနေခြင်းလဲခမန့်မှာပြောပြခဲ့ကြပါအောင်နော်။နောက်ထပ် Knowledge Sharing တွေအတွက်လည်း Follow ထားလိုက်တော့